တို့ညာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမကတော့ Charlotte ပါ။ဒီတစ်ခါမှာတော့ကျမကဆ iam မမေမွေးသားထားရဲ့မက်လုံမတို့ရွာဆိုရဲဆောင်းမလေးတစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါရရှင်။နားဆင်ခံစားပေးကြပါအောင်ရှင်။မက်လုံမတို့ရွာ အောက်အချင်းအရက်ကတစ်ခေါက်တလေအောင်မိတ်စရာမလုံမရရောလုံမသည်မြို့မှာမကြီးရွာမှာကြီးပြင်းရသူဖြစ်၏တို့ဖြစ်ရာ globalization ကိုသာနားမလည်ခြင်းနေမည်ရက်တလေရွာတလေအပြောင်းအလဲများကိုတော့နားမလည်ပဲမနေခြင်းမြို့မြူနီစပယ်အေရီယာနှင့်ရွာကိုစီးခြားထားသော ရွာထိပ်ကိုကန့်လန့်ဖြက်စီးနေသည့်ချောင်းမရှာက လူနေဧရိယာသည်သကောဝိုင်းကဲ့သို့ချဲ့ချဲ့လာခဲ့သည့်ဖြင့်လေမြမမကြည့်လျင်ရွာသည်တန်လွင်မြစ်ကန်းနဖို့အနာတွင်ကဲ့ရန်မေးတင်နေသောလေကွင်းများချာမှဝိုင်းဆက်ဆက်အုံးမင်းနှင့်ဓဏိမိုးတွမိုးအိမ်များရောသောလူနေဧရိယာတစ်ခုဖြစ်လိမ့်မည်။ ရွာထိပ်တံတားမှာအကြီးကလမ်းမကြီးတစ်ခုအတိုင်းဒိုယိုပေါဝင်လာခဲ့ရင်လမ်းကိုမျက်နှာချင်းဆိုင်ပြူထားတော့ဟိုဘက်ဒီဘက်အိမ်တန်းရှိကြီးအဆုံး၌ဖုန်ကြီးကြောင်တစ်ချောင်းကိုတွေ့ရလိမ့်မည်ဖုန်ကြီးကြောင်သည်တော့ဖုန်ကြီးကြောင်ဖြစ်သည်ဖြင့်ခက်ကုတ်ကုတ်ရင်းနှံကြီးမဲမဲတသားကြောင်မဟုတ်မိုးရွာလင်းကြောင်ဆိုလို့ရွှဲစီရမလို့အင်္ဂလီကိုအဟောင်းမခံအစ်စ်အစ်စ်တော့အဆောက်အအုံတို့ဖြင့်အထက်အထက်မောမအပ်တော့ကြောင်ဖြစ်၏ မဟုတ်သည်အလှရှင်အဆက်အဆက်ကောင်းမှုဖြင့်ဈေးရောင်မဟောင်းပဲကြော့ယူနေသည်လွန်ခဲ့သောနှစ်အစိတ်လောက်တွင်ကျောင်းဝင်းနှင့်ဝါတရိုက်အကွာ လမ်းမကြီးပေါ်ရှိအိမ်တိမ်မှလာသောကာဝင်ကလေးကာကာဖြင့်လုံမသည်ဤကျောင်းဝင်းတွင်၌အဖော်ပေါင်းတို့နှင့်ကစားခဲ့မှုသည်ဘုံကြီးကျောင်းသည်အေယာမအုတ်တိုင်ကြီးများပေါ်တွင်တည်ထားသောခြေရန်ရှိကျောင်းဖြစ်ခဲ့မှုပြီးကျောင်းမကြီးသည်ကျောင်းဝင်းတစ်ခုလုံး၏လေးပုံတစ်ပုံမျှကိုနေရာယူကာဆက်ဝိုင်းမကြတဲ့ကြဝင်းကြီး၏ အနောက်တောင်ဘက်အစွန်းကိုကက်လျက်တန်လွင်မြစ်ပေါ်တွင်မေးတင်၍တည်ရှိသည်။ချောင်းဤလေကားခြေကြီးနှခုအနံဗဟုကြသော လူသုံးများသော လေကားတစ်ခုနှင့်ချောင်းတကားကိပောက်ကိုလမ်းလျှောက်ဆင်းချံဖြင့်တွေ့ထားပြီးကြံချောင်းဝတ်တစ်ခုလုံးမှာမြက်ခင်းဆိုင်ဆိုင်ကဖုံးသည်။ထိုကက်လက်ပြက်ဆင်းချံကမိုးမိုးလုံးလေးလုံးသဖြင့်အကလေးတို့ဤဂျင်ပေါက်ရာနေရာဖြစ်သည်။ထုတ်စီးထိုးရာနေရာဖြစ်သည်။ ရွှေစွန်ညိုကမထွေးကိုဖမ်းသောနေရာဖြစ်သည်။ဂုံညင်းတိုက်ရနေရာဖြစ်သည်။ဇက်ထုပ်ဇလန်းများပုံမြင်များစုဝေးပြောကြရနေရာဖြစ်သည်။အကလေးတို့ပုံကြီးချင်းဆက်သည့်နေ့လေချင်းတွင် ကျွတ်စီကျွတ်စီဆူညံနေပြီးဦးစင်းကြီးကချိန်နှက်လိုက်တတ်သည်။ဥပစင်းဤချိန်မမိအောင်ထွက်ပြေးကြသောစီကနှင်းညံသွားလေးရှိပြီးခဏကြာသောအုပ်စုလိုက်ပြန်ရောက်လာမည်ဖြစ်သည်။ ယောက်ျားကလေးများကိုသာနန္နာနှက်ပြီးမိန်းကလေးများကိုမိလင်လဲပြင်းပြင်းလဲမရိုက်တဲ့ဖြင့်မဖြုံလားထိုစင်းချန်ဤလဲရဘက်တွင်က အရေးကောင်းသောတပင်ကြီးများရှိကြပြီးထိုနေရာသည်ရှင်ပြူကထိန်စသည့်အလူကြီးများရှိသောအခါအိုတကြီးတို့ကမိုးရဲတဲ့ကြီးများဖြင့်ထမင်းဟင်းချက်ပြုတ်ကြရနေရဖြစ်သည်သောသူတို့ထမင်းဟင်းချက်သောနေရာနှင့်အတံငယ်လွတ်သောနေရာတွင် အနန်းပင်ကြီးရှိသည် မိုင်းညို့အောင်ဆိုင်ပြီးအရေးကိုတနေကုန်နေပြောင်မထိုးအောင်ပေးနိုင်တော့ထိုအနမ်းပန်းပင်ကြီးသည်နှွေဥရင်အလုံးမွေးချိုင်သောပန်းများပင်လုံးလှိုင်နေအောင်ပွင့်သည်ညာဦးပိုင်းတွင်နှွေလေးညှက်တော်သောအခါတရွာလုံးသည်ထိုရနှံ့မွှဲမွှဲဝ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 ဲဖြင့်အေးအေးချမ်းချမ်းအိပ်ဆက်ကြရသည်လေအေးအေးပန်းမွှဲမွှဲအရသာသည် တနေ့တာပူရန်ကြောင့်ပင်ပန်းချင်းကိုမေးရောကနှွေကိုမမောစေတော့သည် ထိုပန်းမင်ကြီးပင်လုံးချွတ်ပွင့်သောအချိန်သည်နှွေချောင်းဖိတ်ခြင်းလည်းဖြစ်သည်။ဆံမွေးဝဲပြီးသောအခါတနေကုန်ဆော့ကွင်းကိုအော်တိုမက်တီရသောကြောင့်မနက်ခင်းများကိုပန်းကောက်ခြင်းဖြင့်အချိန်ကုန်သည်။စကဝါယောင်ရှိပြီးချိုရည်ရစ်မှုစီရာ အမွှေးနှံရှိသောအနံပန်းသည်ခရီလိုတွင်တပွင့်စီကောက်ပြီးနှီးချိုအချီချိုဖြင့်တည်ရသောကြောင့်တမနက်စာတော့တကောကောအလုံးများကငြိမ်နေတတ်သဖြင့်ပန်းကောက်ခြင်းပန်းတီခြင်းကို အမေကြီးအဖွာကကြိုက်သည်။ ပန်းတီချင်းကိုနေရင်ကစားရသဖြင့်ပြင်းလာရင် နောက်တစ်မျိုးကစားစီရမှာအတုံးဆုံးလောက်ရောင်းရန်သမင်းဟင်းချက်တန်ကစားရန်ဖြစ်သည်ထိုအခါထိုဖုန်ကြီးချောင်းဝင်သည်မူလာရန်ချောင်းသို့ဂါဝန်ဝအင်ရှင်မကြီးများ၏စူပါမားကတ်ဖြစ်သွားတော့သည်ဤချောင်းဝင်းနေတွင် အနမ်းပန်းမင်ရှိသော လက်ရပဲ့ဤမျက်နှချင်းဆိုင်ဇင်းချိန်ဤခြားတစ်ဖက်တွင်ဘောလုံးကွင်းတကွင်းစာထက်ကျဲနိုင်သောကွင်းမြင့်ရှိပြီး ချုပ်ကွင်းမြင့်ဤတောင်စွန်းချက်ချက်အယက်ရှေ့တောင်ဘက်တွင်တခုရီသောတိမ်ရှိသည်ချုပ်တိမ်ဤတိုင်များအနီးကိုမိန်ကလေးများမသွားရသွားလျင်ရေးကြည့်တတ်သည်ဟုမိသူကသင်မမသိသင်ထားသဖြင့်မကက်ဝင့်တော်လေချုပ်တိမ်ရှိရှိတရုတ်စကားပင်နှင့်ချောင်းရှာပင်များပါဝင် ။တစ်ပင်အုပ်အုပ်ဆန်းဆန်းကြီးများသည်ကလေးမများ၏ဖောက်တဲကြီးများဖြစ်ကြသည်။တိဟုစကားပင်မှာကြွေကြသောအရွက်စင်းစင်းကိုအတုပ်ထုတ်သည့်ဖက်လုပ်ပြီးအတုပ်ရောင်းနှံကစားသောအခါတိဟုစကားပွင့်ကိုပပလီထားသောအရွက်များသည်ခောက်ဆွဲပါများဖြစ်လာကြသည်။ကြောင်ရှာပွင့်ပပွားကြီးများသည်လက်တုပ်ဆုံအတွက်ထဲ့စီရနောက်တမဲဖြစ်လာကပပရိပ်လီချင်းကိုခံရပြန်သည်။နံနွဲမောင်းနှင့်ချုံးကိုနေကရေဖြင့်ဖြော်ထားသောအနီရောင်အရေမှာစီကျက်ဖြစ်လာသည် ထို့အခါရောင်းမှန်းလာသောအသောဆုံကိုရပြီ။မျိုးဆက်တစ်ခုစာပြောင်းလဲသွားသောအခါလုံမသည်ရွာသို့မကြမကြိုက်သာဧည့်သည်လိုပြောင်းရောင်းဖြစ်တော်သည်။ ခန့်ငယ်ငယ်ကားလိုပင်ဝါရင်းဥပုံနှင့်မနက်ခင်းတွင်အင်းရှိလန်းသည့်စီကားမြေဥပုံတေရိုနှင့်အတူဝိကြီးဝင်ငယ်ပြုမြေလက်တိုလက်တောင်မြေးမြေတာသမီတူတူမတို့ကပါစမြေမနက်ခင်းဖုန်ကြီးเจ้าမော်တက်ကတီလာယူပြီးနောက်ဥပုံတေလူကြီးလူငယ်တို့သည်မြို့ကဥပုံတေများကဲ့သို့အိမ်တို့အရှုံအရှုံပြန်ကြမည်မဟုတ်ပေ ဖုန်းကြီးချောင်းဝင်းထဲတွင် အစီအီစောက်ထားသောဝင်းထဲရှိဇရက်အသီးသီးတွင်သူတို့တနေကုန်နေထိုင်ကြပြီးညနေနေရင်းသွင်းချိန်လောက်မှအိမ်သို့ပြန်ချမည်အချို့ကမပြန်မဲဇရက်တွင်မင်းညအိတ်ကြမည်သို့သောထိုညအိမ်ညနေဥပုပ်တဲ့များမှာလူနေစုသားဖြစ်သည်အိမ်ရှိမှလမ်းသွားလမ်းလာကိုထိုင်ငင်းနေသည့်တိုင်အောင် ထိုဥပုပ်တဲတို့သည်မိမိမြင်နေကြဥပုပ်တဲများမဟုတ်တော့မိမိတည်ခဲ့ကြသောတက်ကြီးရွေအိုများသည်ယခုအခါရွာဤချောင်းနှပေတကြားဟိုမှဘက်ရှိတိတ်ဆိတ်ငင်းသက်နေသောမြေပုံများတန်းစီပြီးရှိသည့်အရက်တွင်အများစုရှိနေကြကြပြီသူတို့လျှောက်ခဲ့သောလမ်းတွင်သူတို့၏တာသမီများလျှောက်နေကြပြီကောင်းဝင်ကကဖြင့်တပြေးလွှလွှဆော့ခဲ့သောမိမိသည် အသက်30ကျော်မိန်းမကြီးဖြစ်လာခြင်းတွင် ိမိမြင်ခဲ့ဖို့သောလူလက်ပိုင်းတို့သည်စပင်များဖြူလာကြပြီးအချို့သည် ပိုပြီးပိန်သွားက အချို့မှာပိုပြီးဝါလာသည်တူညီသည်က သူတို့၏လှုပ်ရှားမှုများမှာအိမ်ကအဖေနှင့်အမေလိုပင် နေသွားပြီးအချို့သည်မြေကလေးများကိုလက်ဆွဲလျက်ကျောင်းသို့ဝင်ကြပြီးအိမ်ရှိလမ်းမောတွင် ဥပုပ်တင်များဆဲပြီးကျောင်းသို့ဝင်သွားကြပြီးဒီတိုင်အိမ်ရှိတွင်ငေါတုတ်ထိုင်က လမ်းမောကိုငင်းနေသောလုံမက ်ငေးမြေကျွေးမြေပင်ထိုစဉ်ခါတွင်ဩဃာတအစာပြုကတရဏဂုံသုံးပါးကိုစောက်တီခြင်းလေငါးပါးသီလပေးခြင်းဆုံးဖြင့်တရားပထမပိုင်းကိုစပြီးကျောင်းပေါ်မှတရားကိုအတန်ချဲ့ဆက်ဖြင့်ရွာလုံးကျွကြအောင်ဖွင့်ထားသဖြင့်အိမ်ပေါ်ဝမှာမထိုင်မဲအိမ်ထဲဝင်ထိုင်လျင်ပင်ထိုအတန်ချဲ့ဆက်ကိုကြားနေရသဖြင့်တရားဟောလျင်နာပိတာဖြစ်မည်ပင် ဥပုတ်တယ်များသောလပြည့်ကြီးဥပုတ်ရဖြစ်သည့်ဖြင့်တရားကိုလည်းအရှိဟောလိမ့်မည်ဟုမျှော်လင့်ရသည်။ကျောင်းထိုင်စီရတော်သည်ဒီရွာဤငယ်မွေးချမ်းမောက်ဖြစ်သည့်ဖြင့်ကိုအရက်နှင့်ကိုဆက်ဆိုသလိုပင်ဖြစ်သည်။ထိုကိုယ်တော်သည်အတန်းစာသုံးလေးတည်းမြတ်သည်ထို့နောက်သာသနာပောင်တွင် ပရိယတ်တိကိုအတန်းကြာလေးလာသည် လင်းငါဝါမြပရိယတိကိုလိုက်စားပြီးတော့ចောင်းတန်ကိုရိုဆရာကြီးပြန်လွန်တော်ချိန်တွင်ចောင်းကိုဦးစီဦးဆောင်ပြုခဲ့ရသည်တုတ်ချက်ဝါကြီးထေကြီးကိုရိုများချိန်ရတော်လဲတရားဟောပြလောက်အောင်စာမတက်သည့်ဖြင့်ចောင်းអុកឆោយីကိုចាវិមិយូលុអេអេតានីលុជាချင်းចမ်းမာយីမကောင်းជាချင်းတို့ចောင်းចောင်းထိုင်မည်သူမရှိရာထိုဦးစင်းကလေးမှာအသက်20ကျော်ရင်ចောင်းထိုင်ဖြစ်လာသည်တရားဟောကောင်းသည်ဟုသောအချက်အပြင် ငယ်လေးငယ်ထက်လဲထက်သဖြင့်ရွာကလည်းမြောက်စားကြ၏အတန်ချဲဆက်သည် ကိုရော၏အတန်ဝဝကိုပုံပြီးပြပြင်းစေသည် ကိုရော်သည်ဒေါသနှင့်မာနသံဆွတ်နေသည်နှင့်တောင်းတင်မောင်းတင်ဆိုသည်ဦးစင်းဒီเจ้าကိုဖျက်မြောက်ဖို့အတွက်ဘယ်လောက်အားဆိုင်ရလဲဆိုတာသိကြတယ်မဟုတ်လားဆိုတော့အတန်ကိုကြားရသည်เจ้าတွင်အဆောက်အဦများတစ်ခုဝီတစ်ခုပေါ်ထွက်လာ၏အတွက်မြည်မြအားထုတ်ရကြောင် ဒါနသည်အလွန်အရေးပါပြီးမရှိလို့မလိုရင် မလိုလို့မရှိနိုင်ကြောင်းဒေါသတန်ဖြင့်ဆက်ဟောသည်အရက်ထဲမှလူအချို့ဤဝေဖန်မှုများကိုဂရုမစိုက်ကြောင်းလည်းပါသည်မိမိအုတ်ချုံမှုကောင်းလွန်၍သာယခုကဲ့သို့တိုးတက်လာခြင်းကိုရွာကအသိအမှတ်ပြုရန်လိုကြောင်းပါသည်တရားဤသုံးပုံနှစ်ပုံမှာမိမိဤလှုပ်ဆောင်ချက်ကိုကိုယ်ရည်သွေးနေခြင်းသာလုံမဤညမကိုလှမ်းမိသည်ဟဲ့တရားကလည်းရံပြင့်နေသလိုပါပဲလားအင်း ီနှစ်ပိုင်းတွေထဲမှာတော့ဥပုံနေတိုင်းအဲ့လိုကြားနေရတာပဲဟုတ်သူကပြန်ဖြေသည် ကိုရော်တီကံကောင်းကံဆိုးကိုရော်ဖြစ်သည်ကံဆိုးဒီကသူเจ้าတိုင်ဖြစ်လာတော့အချိန်တွင်ရွာနာရဲ့လူဦးရေတဝက်လောက်သာကျန်တော့တော့အချိန်ဖျားပွဲများအလူများကျင်းပါလင်လှုပ်အားပိတ်ဖြစ်ကြရသောလူပြိုပြိုများရွာမှာမနေနိုင်သောခစ်ဖြစ်လာခြင်းဖြစ်ပြီးကံကောင်းသည်မှာအခြားရှေးကဆရာတော်များမကြုံခဲ့ရသေးသော တိုးတက်လာသည့်ခေတ်ကိုကြုံတွေ့ရခြင်းဖြစ်ပေသည် သူကြောင်းထိုင်စီရာတော့ဖြစ်လာခြင်းတွင်ရွာသည် globalization နှင့်နှဖူးတွေ့တူးတွေဖြစ်လာလိမ့်မည် ရွာတွင်ရွာသားမနေနိုင်အောင် globalization ကကြီးစေတော့သည်ရွာနှင့်အပြင်ကဘာကြာခရီးကြောက်လာသဖြင့်ရွာသားတို့သည်ရွာပြင်ထွက်ကြကုန်၏ထို့သောအိန္ဒိယသားတို့ကဲ့သို့ဆီလီကွန်ဗေးလီသို့သွားရန်၎င်းထိုင်းတို့ကဲ့သို့ဥရောပတွင် ထမင်းဆိုင်ဖွဲ့ရန်၎င်းတရုတ်များကဲ့သို့ပြင်သစ်ပြည်လမ်းမကြီးများကိုအပိုင်းလိုက်ဝယ်ရန်၎င်းမတတ်နိုင်သဖြင့်နီးစပ်ရာအရက် passport ပြစီရမလို့သောခြံစည်းရိုးသာချသည့်အတိုင်းတစ်ပါးတွင် rubber အစေးချစ်သောအလုပ်ကို၎ ကောင်ကောင်တိုင်ကြီးများတွင်တမျက်လဲသောအလုတ်ကို၎င်းလူပြူများဥတဟိုထွက်ဝင်ကြသောကမ်းခြေများရှိဟိုတယ်များတွင်အိယာများခင်းခြင်းတိမ်ချင်းအလုံများကို၎င်းဘာဟာစာဟုသော စကားကိုပြောသည့်အရက်တွင် မော်တော်ကားဆေးခြင်းဖြစ်၎င်းမိုးပြန်တိုက်ကြီးများဆောက်လုပ်သည့်အရက်များတွင်မဆလာတဲသောလက်သမအလုတ်ဖြစ်၎င်းကြက်ချံများတွင်ကြက်စာကျွေးသူများနှင့်ဒူးရင်ချံများတွင်ဒူးရင်သီကောက်သူများဖြစ်၎င်းအသက်မွေးဝမ်းကြောင်းပြူချ၏ ရွာသားအများစုမှာမူလကပင်လေဦးဆိုလျင်ပါဇက်ဆုံးမည်ဟု၎င်းတန်လွေမြကြီးရှိနေသည်၍ငါတို့အိတ်ထောင်မှာငွေပြည့်နေအောင်မည်ဟု၎င်းဒဏမန်ကြီးကပညာကိုကောင်းကောင်းမသိ နိုင်ငံ၏ပညာရေးရန်ညားမှာထွက်ရှိလာသောပညာတတ်များ၏ဝင်ငွေကိုလည်းအထင်မကြီးရကလွယ်နိုင်သမျှလွယ်သောအလုပ်တို့ရှိသည့်အနီးပါတိုင်းပြည်များတွင်တပါးကျွန်အဖြစ်ခါချီအောင်ယုံကြရသည်သို့တော်လည်းငွေရကလေးများရလင်မနေနိုင်တားကျွေးမှုမရကျွေးမှုနှင့်မိဘကိုလှုပ်ကျွေးမှုများအပြင်တန်ခါကိုလှုပ်ကျွေးရန်လည်းသူတို့ဝန်မပြတ်ကြပေမလေးရဲများထိုင်းရဲများကို ဗလီနဲ့စာကျွေးရန်မလိုသောနှစ်များတွင် အပိုအရှင်အဖြစ်သူတို့ရှာဖွေရရှိလာသောဘက်ငွေကလေးများ ringgit ကလေးများကိုကထိန်အတွက်စွန်ကြီးလောင်းရန်အတွက်တင်းချံအခါအတွင်တရားဝဲကျင်းပရန်အတွက်ဆိုပြီးပို့ရှာသည်ပထမတစ်နှစ်နှစ်နှစ်တွင်ဟွန်ဒီဖြင့်မိဘများမှတဆင်ပို့တော်လဲနောက်နှစ်များတွင်ဟွန်ဒီမလိုအပ်တော်ပေရွာသားများပင်နိုင်ငံခြားသွားနေမင်းဟာငါကိုယ်တော်လဲလေရင်စည်းကအလူခံအောင်မဟဲဟုဆိုလျက်နှစ်စင်မင်းတိုင်းခြားသို့အလူခံထွက်လျာ နှစ်အတန်းကြာသောဒီဦးစင်အလှခံရဲလာသည်ဟူသောနာမည်တစ်လုံးကျန်ရည်သည်ရွာမှာ mass migration အစုလိုက်အပြောင်းလိုက်ရွှေ့ပြောင်းခြင်းမဖြစ်မီ မူလားကလူဦးရေ9000ကျော်ရွာတွင် လူ900လောက်အခမ်းအနားကိုချောင်းချောင်းဆန့်သောကျောင်းသည်တစ်ထပ်အုပ်ညက်ခြေရန်ရှိကျောင်းမှသည် အုပ်သက်သက်နှစ်ထပ်ကျောင်းဖြစ်လာခဲ့သည်ကျောင်းဝင်းတွင်ရခင်ရှိသောပိန်ကြီးပိန်ငယ်တို့ဤနေရာတွင်လူနေစရတ်တို့နှင့်တကွာအဆောက်အုံတို့ဝင်လာလျက်ကျောင်းဝင်းနှင့်မဆက်မပြေဖြစ်လာရာရန်ကုန်မြို့တော်ကြီးဤပြန်ကျရက်ွက်များအလားကြက်ညက်စီကားလာလေသည်ထိုစီရက်နှင့်ဝေကျောင်းများသည်ဝါရင်းနှင့်တင်းချံဥပုပ်ရက်များမှအပါဟာလာဟင်းလင်း အတော့မဝင်လာတော့လေရွာသူရွာသားအချို့ကသူတို့ဤအမည်များကိုအဆောက်အအုံနှစ်ဖူးစီပင်နာမည်တက်နိုင်သောကြောင့် အလူအရဲ့အပြာအဆိုင်ခြေသားကြသည်ချဲ့ထွင်ကြသည် အကျိုးဆက်မှာအနန်းပင်တရုတ်စကားပင်နှင့်ကြောင်ရှာပင်တို့သည်ဘဝတစ်ပါးသို့ပြောင်းရွှေ့သွားသည်မှာအတော်ပင် ကြာကြည်ပြီရှင်ပြုတ်များနှင့်တအုံးအုံးဖြစ်သောညကာလတွင်တိုင်းတစ်ပါးနေရာအတီးတီးပင်ရုံးကန်နေကြသော ရွှေ့ပြောင်းလုပ်သားများတတုပ်ပြီးတတုပ်ပြန်လာလျက်အပြာအဆိုင်အလူပေးကြရာကျောင်းတွင် ရေခဲတက်တာများသည့်၎င်းစတိကလက်ထိုင်များသည့်၎င်းအရှံပေဖြစ်လာကြသည် ယခင်တရားဟောသည့်ခမ်းမကျဲဝင်ရှိသောတိုင်လုံးကြီးများပေါ်တွင်နာယီကိုတိုင်စီချိတ်သည့်ခစ်ကိုကုံလွန်လာလျက်ခစ်မီစင်ကံပစ္စည်းမှန်သည်။အကြောင်းပေါ်ရောက်စီသောခစ်တို့ရောက်လာကြလေသည်။ယခင်ကျောင်းတွင်တန်ကအများသည်။ကျမ်းပြင်ပေါ်တွင် ဖြာနှင့်အနိကထိုင်ခင်းကထိုင်သောအခြေမှသည်။စပွဲကလထိုင်နှင့်ဆွန်းစားသောအဖြစ်တို့လည်းအစင်းမြင့်သွားခဲ့ပြီဖြစ်သည်။ လုံမရုံငယ်စဉ်ကပြေလော့ခုံပေါဆော့ကစားခဲ့သောကျောင်းဝင်းနှင့်ကျောင်းရှိလမ်းမသည်အကလေးများအတွက်လုံခြုံသည့်နေရာမဟုတ်တော့ငါးနှစ်အောက်ကလေးတယောက်ကိုရခင်ကခဲ့သောအေးအေးဆေးဆေးလှထား၍မဖြစ်တော့ချေအကြောင်းမှာကျောင်းထိုင်နှင့်ဦးစင်းများကိုရင်များတကားများ အသီးသည့်မောင်းနှင်ကြသောစိုက်ကဲနှင့်ကားများနှင့်ဘိုက်စကင်များသည် ဥတုဟုဖြစ်လာကြပြီးကလေးများလမ်းဖြတ်ကူရန်စိတ်မချရရွေရွာရင် ဖုံးကြီးကျောင်းနှစ်ကျောင်းရှိရာဟိုဘက်ကျောင်းနှင့်ဒီဘ ွက်ကြောင့်ကိုရောတို့ကအကောင်စားကိုပြိုင်စည်းနိုင်ရန်တကာများကိုဖိအားပေးကြသည်။ ယခုအခါဟိုဘက်ကျောင်းမကိုရောနှင့်ဒီဘက်ကျောင်းမကိုရောသည်လက်ကင်ဖုန်းဖြင့်ဆက်သွယ်ရုံများနှင့်မကြေနပ် Facebook တွင်ကိုပိုင်စာမျက်နှာများဖွင့်လက်ကရဝေးရနီမဒါယကာဒါယကာမများနှင့်ဆက်သွယ်သည့်အထိအလန်းကျေလာကြသည်ရွာသားတို့၏တရားတရားမှနည်းနည်းရရမဟုတ်ချေကျောင်းကြီးများသည်ဟီးသက်ထက်ဟီးလာသည်အလူပမာဏကြီးကြီးမားမားလှူသောသူ၏အစဉ်အတန်း social status ကိုအလူရေဆက်ချပွဲများမှတဆင့်ဖုံးဖုံးများကမြင့်တင်ပေးလေရာရွာသားများမှာ သူထက်သူအဆင့်တက်လို့လျက်ကိုယ်စေစားတာချင်ကြကုန်၏ထို့ထက်ပိုဆိုသည်မှာယခုနှစ်တွင်ရွာအနီးလယ်မြေများကိုဂျပန်ရင်းနှီးမြှောက်နှံသူများကဆက်မှုဆောင်လုပ်ရန်ရည်ရွယ်သည်ဟုသောကောလာဟာလနောက်တွင် ယခင်တအေကသိန်းကနဲ့အနည်းငယ်သာရှိတော်လေမြများမှာတအေကသိန်း90မှ200ကျပေါက်သွားသည်ဖြင့်ယခုနှစ်တွင်ဇက်ပွဲများချင်းချင်းတဲတဲဖြင့်ရှင်ပြုတ်ပွဲကြီးများကျင်းပကြအောင်မည်ဟုလည်းကြားနေရသည် နွေအခါအုပ်အုပ်ကြက်ကြက်ဖြင့်အလှပေါ်သလားမိုးဥကြသောအခါရွာကလေး၏အရှိတရားကိုကွက်ကွက်ကွင်းကွင်းမြင်ရပြီးအလှပေးကြသောယာယီတထေးကြီးများသည်ထိုင်းနိုင်ငံရှိဒီသုံးလုံးဟုခေါ်သော dirty dangerous and difficult ဟုသောခက်ခဲသောညဉ့်ညမ်းသောအနေရများသည့်ဖြင့်အင်ရှင်နိုင်ငံသားတို့မလုပ်ချင်သောလုပ်ငန်းခွင်များကိုပြန်ကြားရပြီးအဖေအိုအမေအိုများကိုစောင့်ရှောက်ခြင်းသည် ဆိုကားမပြတ်မဲနေလို့မရ။ကြောင်မအဲ့ရသေးသောရင်သွေးကလေးများကို ကိုဖိရင်ဖိ ထင်းချောင်းပဲ့ပြင်ပေးရင်ဝေးလို့ကျောင်းအပ်ချိန်ကိုမျှမဆောင်နိုင်ဒီတလအလုံးမရရင် နောက်တလအကျွေးပေးစီရမရှိအတိုးပေးစီရမရှိထို့အပြင်ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်မပုံတင်ကိုဆုံးမကြောက်ရသေးသည်မိုးဥကြတိုင်းတွင် ထို့ရွာကလေး၌ကျောင်းမအပ်နိုင်သောအကလေးတို့တပုံတပင်ရှိမြဲသွေးလွန်တောက်ကွေးဖြင့်ဆေးရုံတင်ရသောအမိမဲအဖမဲကလေးတို့ရှိမြဲ73နှစ်နှင့်မိုးရိပ်ဆေး3နှစ်တက်သောလူပြိုပေါက်ကလေးတို့ရှိမြဲ အမိအဖတို့ကိုကဲမှုအောင်မှလုကင်းရဲတင်းချံတွင်ရံမွဲ၌ခေါင်းကိုရောင်ရန်ကားသောလူစုကလေးများထွက်မြေဆယ်ရန်အောင်သောအခါကောလိပ်ဆက်မတက်နိုင်မဲရွာကခွာက အောက်ဆုံးလွာရှိအလုံများကိုတပြီချားတွင်လောက်ကင်ရန်ထွက်တော်မူချမြေရွာဤအရှိတ်အစွန်ဆုံးလေကွင်းဆက်တွင်ရှိသော ခနော်နီ ခနော်နှင့်စာတင်ကျောင်းမှဆရာဆရာမတို့သည်ဖုံးကြီးကျောင်းဤအညံ့ဆုံးဇရက်တဆောင်မြပင် မခိုင်ခန့်သောမိုးရေရိုးသောကြမ်းမောက်များပြည့်သောစာသင်ခန်းတို့တွင် စာသင်ကြရမည်။စာကြည့်ရဟုခေါ်သောရခင်ဈေးဟောင်းအနီးဘောလုံးကွင်းကိုအုပ်ချုပ်ရင်းမှုကတင်ပိုက်လိုက်သောမြေနေရာတွင်စောက်ထားသည့်ဆယ်ပေများရှိသောအဆောက်အုံကလေး၏တကားသည် ပွင့်မွေကျင်းပါသည့်လကအချင်းကြီးအနေငယ်ပွင့်ခဲ့ပြီးနောက်အစဉ်အမြဲတော့တန်လန့်ဖြင့်ပိတ်နေမည်။မေမွေ အခုဖတ်ပြပေးခဲ့တာကတော့ဆ ्याम မမွေရေးသားထားတဲ့မလုံမလိုရွာဆိုရင်ဆောင်းမလေးပဲဖြစ်ပါရဲ့ရှင်ဆက်လက်ထင်ဆက်ပေးသွားဖို့ရှိရဲ့အတန်းဆောင်းအောင်များကိုလည်းဆောင်းမြအပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်